Bitcoin ထိုးကြဘလောက်ထိစိုးနိုင်လဲဗီဒီယိုလေးအလင်မှာ Bitcoin ကြရတဲ့အကြောင်းရင်း၅ချက်ကိုပြောမယ်ဗီဒီယိုလေးအဆုံးထိကြည့်ဝါဆိုရင်ဆရာ Bitcoin ဝယ်ဖို့စဉ်းစားနေတဲ့ price target buy point ကိုတည်သွားမှာဖြစ်တယ်ကဘာပတ် American Millionaire Stock Option Crypto ပညာရှင် channel ကကြိုးစားပါတယ်ဘယ်နေရာကြည့်နေလဲကိုမအောင်မှာရေးတာပါ require ဆိုရင်တစ်လအတွင်းမှာပဲ14.12%ကျသွားပါပြီ။ဒါတသိန်း2000ကျော်ရနေပြီးတော့ကျသွားတာ။ဒီလိုမျိုး Bitcoin ကျမယ်ဆိုအောင်ခံမှန်းထားတဲ့ပညာရှင်ပုံကိုတဦးရှိတယ်။အဲ့ဒီပုံကိုကတော့တသိန်းနဲ့တသိန်း3000တော့အဲ့ရာရောင်းမှုအကောင်းဆုံးချက်သူတစ်ချက်ကျော်မလို့ဆရာမထင်ဘူး။သူတစ်ချက်မကျော်ရင် cryptocurrency crash တစ်ခုအနည်းဆုံးဖြစ်မှာလို့ယူဆခု crush မဟုတ်ဟာဟာအဲ့ပညာရှင်ပုဂ္ဂိုလ်ကမတ်စတာ9အနေနဲ့2025မှာပြောထားတယ်တသိန်းနဲ့တသိန်း3000ကျားမှာ big one ကိုရောက်မယ်ဆိုရင်အကောင်ဆုံးမှပြောခဲ့တယ်နော်အခု big one ဈေးကဘယ်လောက်တယ်အများဆုံးတက်သွားတာဒီမှာဆိုရင် တသိန်း2400တွေ့တာဒီမှာအချိန်တွေများရှိရောင်းမှုအချိန်တွေများရှိတသိန်းနဲ့တသိန်းအာ3000ကျမှာအများအချိန်တွေ opportunity ပေးထားတာอืมအဲ့ဒီဗီဒီယိုကြည့်မိရလို့ရှိတာဆရာပြောတဲ့အတိုင်း big cloud ရောင်းလဲလို့မတူတယ်ရှိပါတယ်မြတ်သွားတူတယ် congratulation ပါဒါ master 9နဲ့2025မှာအဲ့ပညာရှင်ကပြောထားတာ နော်အဲ့ပညာရှင်ကအဲ့တခါတည်းပြောမဟုတ်အရင်ကပြောထားမှုတည်းဒီတစ်ခါတော့ April 20ရက်နေ့2024မှာပြောထားတယ်နော်ကြိုပြီးတော့ပြောထားတာနော်တနည်းတော့ကြော်တယ်စောစောဗီဒီယိုက Master က2025အခု April 20ရက်2024မှာပြောထားတယ် Bitcoin စဘလောက်ထိတက်နိုင်လဲအခုက64000ဖြစ်တယ်မလား64000ဆိုစောစော က်စဖြစ်လာတယ်မြောက်လိုက်ဘလောက်ဆိုရင်တသိန်း300ဝန်းကျင်မှာဖြစ်သွားနေတယ်နော်မက်ဆီမန်ဒါဆေးရခံမှန်းချက်ဒီခေါက်ဒိတ်ကွန်အခုချေရစပြီးတော့တနည်းဝန်းကျင်အဲ့ပတ်ဝန်းကျင်မှာဆိုရင်ပိတ်ခွန်ဘယ်ဈေးတိဖြစ်နေတယ်ဆိုရင်ဒီအာပေါ်မူတည်ပြီးတော့အခြေခံရမှာဆိုရင်တသိန်း300တိဖြစ်နေပါတယ်လို့ကောက်ချက်ချအောင်ရပါတယ်လာတယ်တေးချာချာတွတ်တာတင်ချာနဲ့တွတ်တာလား เนาะအလွန်ဆုံးဖြစ်နိုင်တသိန်းသုံးသောင်းဖြစ်နိုင်တယ်ပြောခဲ့တယ်ဗီဒီယိုနှစ်ခုမှပြောခဲ့တယ်เนาะလွတ်စရာအကြောင်းဖြစ်ဆရာဗီဒီယိုအများအားကြည့်နေတယ်လွတ်စရာအကြောင်းဖြစ် live ဗီဒီယိုရှိ live ဗီဒီယိုအဲ့တော့ဒီခေါက်ကြာပါဘာကြောင့်ကြာပါလဲဘယ်အချိန်မှဆရာဝယ်ဖို့စဉ်းစားနေလဲဆိုတော့ပြောမယ်เนาะအဆုံးထိကြည့်เนาะမလွတ်စင်တော့လွတ်သွားတဲ့ဆိုရင်ဘယ်လောက်နှစ်နာဆိုတော့တိမလားနောက်ခါတော့ပြောရအောင်2024မှာတခါပြောတယ်2025မှာတခါပြောတယ်ဈေးနှုန်း တိတိကျကျသတိနဲ့သတိသုံးကြောင်းကြမှာရောင်းအကောင်ဆိုပြောခဲ့တယ်อืม Okay အဲ့တော့ဒီ April 20 2024နဲ့ March 5နဲ့2025ဆိုရင်တစ်နှစ်กว่าเนาะ away away ကြိုးပြီးလောက်တာအခုဆိုရင်အာနှစ်ကုန်ခံနေပြီ November လောက်ဆိုတော့ဘယ်ကမလဲเนาะနှစ်နှစ်ဒီပါကြိုးပြီးခံမှန်းထားတာအဲ့လိုခံမှန်းမှုဆိုတော့တောင်းတော့မလွယ်ဘူးเนาะ တိတိကျကျလေ့လာပြီးတော့ data တွေကြည့်ပြီးတော့ပညာနဲ့ခံမှန်းတာအဲရောဒီလိုမျိုး critical ဆီပတ်သက်တဲ့ပညာရေပို့ပြီးသိချင်ဆိုရင်သူများထက်တစ်နှစ်နှစ်နှစ်အများကြီးစောပြီးသိချင်ဆိုရင်ဒီ channel ကို subscribe လုပ်တာပါပေးခွာရရတူတဲ့ဆိုရင်ကြပြင်မနဲ့ဟုဆိုရင်1.29%မရှိတယ်เนาะအာ local တလောက်မှာတော်တော်လေးကြာပေါ့ဟုတ်တယ်မှာ local 9%ပါဆိုတော်တော်လေးကြာ0.45အဲရောတော်တော်လေးအချိန်လေးစိုးနေဒီလိုစက်ကြ ကြရတယ်ဆိုရင်ဆက်ကြဖို့မလားအချိန်ရှိနေမလားအေးလုံခဲ့၅နှစ်မှာဆိုရော့ SME 5ဆိုတော့ဘီးလုံနေရမယ်အများကြီးကောင်းနေရမယ်တခြားကြည့်ရမယ်ဆိုရင်ကြာကြာကြင်ထားနေနေဒီတော့ကြာလာတော့မမှုအားကြပြောလား stock share ကောင်းကောင်းနေကုန်ကောင်းကောင်းနေနော်ဆိုရင်တင်းတင်းချာချာအကြိုက်ခံရမှာ big one ဆိုရင်အကြိုက်ခံရမှာဆိုရင် hey no grade 5နည်းတော့လူဆိုရင်မှုတော့မမှုနော် a တော့ပြတ်မှာမဟုတ်ဒါပေမဲ့ဒီနှစ်မှာထဝယ်လူတွေတသိန်းကျော်မှာထဝယ်လူတွေတသိန်းနဲ့တောင်းမှာထဝယ်လူတွေတော့ နော်အဲ့လိုရမှာမဟုတ်တခါမှအခုမှစလို့ရဆိုပညာမတတ်ဆိုပူအောင်ဆိုနေအဲ့လိုရမှာမဟုတ်နော်အီတာလီယားကြီးရဲ့နောက်ပါ46%ကြာရည်ရတဲ့တော့ကတနာပါဆိုဘလား21.21%ကြာနေတာမော်နော်အီတာလီယားဆိုအရင်ကအမြင့်ဆုံးဘလောက်ဖြစ်သွားတယ်4000ကျော်ဖြစ်သွားတယ်5000ဝန်းကျင်ဖြစ်သွားတယ်အခု3000ပြန်ပြီးတော့ဖြစ်သွားပြီဒါပေမဲ့ငါးမျိုးကြည့်တာဟေး SMB5 ဘီလုံးကြည့်တာပဲအီတာလီယားကဒီမျိုးနော်သူက big quarter မျိုးအများတက်နေတာမော်သူတက်လက်ကြာအရင်အရင်ကြံ့တာမော် เนาะโซล่าล่ะโซล่าน่ะมา31.03%จ้ะเนาะอ่าตะเนี่ยโจจ้ะ45%จ้ะ5 years เลยเอ๊ะ S&P 5เนาะ is easily be ลงได้อ่ะเว้ยอ่ะจ้ะจี้อ่ะเนี่ยอ่ะอ่ะจ้ะကောင်းတဲ့ဟာတွေဝင်ထားမယ်ဆိုအကြာကြီးခိုင်ထားရင်နည်းနည်းကျတယ်စိတ်ပူကြမှာလုံခဲ့တလ28%ကျဆိုလုံခဲ့တလမှာမဆောက်ဝယ်လို့ဆိုဟိုအိတ်လို့ရမှာမဟုတ်ကျင်းနေเนาะအော်သမီးရဲ့ဆောက်ရအောင်ပေါ့200ကျော်ကျော်နေဆိုထွက်ဝက်တော့ ရှုံးတဲ့ပုံမှာဖြစ်နိုင်တယ်เนาะအဲ့လိုမျိုးအာမဖြစ်စေနဲ့ပညာအရင်ဆုံးသင်ဖို့အရေးကြီးတယ်။ Those cry ဟာ year to the 51.97%ကြာတယ်။ Low grade တလားဆိုရင်88.67%ကြာတယ်။ Low grade 6 39.39%။ One year ဆိုရင်အာကြာနေရပဲ59%အေးငါးနှစ်ဆိုအများကြီးတက်နေတယ်လုံးဝငါးနှစ်။ဒါ Doge Coin နဲ့ဒီငါးခုတော့ဆရာပိုကြိုက်ဘာကြိုက်လဲဆို Bitcoin ရယ် Ethereum ရယ် Solana ကြိုက်။ Doge Coin ကဒါ speculative ဖြစ်လို့အားကြီးရယ်နော်။ ဒီ၅ခုတည်းမှာပရိသတ်ကိုဘာတွေဝယ်ထားပါတယ်လဲဝယ်ထားတဲ့ဟာတွေတော့ဘုမအောင်ပါရေးတာပါဒီဟာအပြင်တခြားဟာရောဝယ်ထားတာဝယ်ထားရဆိုရင်ပြောရပါတယ် five key drivers of the recent bitcoin drop bitcoin ကျတဲ့အကြောင်းရင်း၅ချက် bonus တစ်ခုကိုပဲပေးမယ် reason number 5ပါတော့ federal reserve policy uncertainty เนาะ အဲအတွုံးလုံးတွေပါရဲ့ short man ဆက် short man ဆိုထင်ထားတာအခုကဒီဇမနာမှာတိတ်မျိုး short မလို့မ short လို့မကျင်းနေတယ်လို့နော်ဂါဘမရှက်တော့ဖြစ်သွားတယ် data လည်းမထွက်သေးဘူးဆိုတော့ Federal Reserve Committee ကလူလိုက်လူတာတဘောမတူတယ်မတူသေးတဲ့တကြောင်အေးဟိုအတွုံးလုံးကဒီတိုင်းပဲမရောက်ဘူးမြင့်နေအောင်ပါဆိုရင် bond market ကပိုပြီး attractive ဖြစ်တယ်အဲ့ရောအေး big car mover တွေ big car ဟိုအရင်မြတ်နေမှာရောင်းပြီးရောအေး bond တွေတောင်းဝယ်ထားမယ်အဲ့လို စဉ်းစားပြီးတော့တကယ်လုံနေတဲ့ investor ရဲ့ရှိတာပေါ့နော်အဲဒါကြောင့် bitcoin demand နေပါတယ်ဒါမှမဟုတ် bitcoin ဝယ်ခြင်းလူတွေဟာမဝယ်တဲ့ကဘောင်းမဘောင်းနဲ့မှပတ်သက်ထဲတာမထုတ်နေဘူးအစထက်ထုတ်ဖို့စဉ်းစားနေတာမထုတ်နေတော့ demand နေပါပြီဒါ reason number 5အတူတူမကျင်းတယ်လို့ကြောက်ကြောက်ဖို့အတွက်နော် federal reserve အတူတူပဲရှင်းကတ်လို့မပြီးဒါပဲ government data တွေကမထွက်လာတဲ့အတွက်ကြောင့်ဒါအကျိုးဆက်တွေဖြစ်လာတာ government shutdown ဖြစ်လို့လည်းတော့တောင်းတော့အာ store market လို့ ် Bitcoin တော့မကြောက်ဒါပေမဲ့အတုံးလုံးနဲ့တော်ပတ်သက်တဲ့အကြောင်း data မရှိတဲ့အတွက်ကြောင့်အတုံးလုံးချမလားဒီရထားမလားဆိုတာမကျင်းနေတဲ့အတွက်ကြောင့် uncertainty တခုကျင်းနေပါလို့ဆိုရင် direction ကကျင်းနေမကျင်းနေဘူးဆိုရင်အဆိုးဆုံးပဲ stock ဈေးကတော့ crypto currency ကမကျင်းနေဘူးဆိုတာအရင်ကတူက nervous ဖြစ်တယ် nervous ဖြစ်တဲ့အခါကျ investor အေး nervous ဖြစ်တဲ့သူမတူဟိုကအမျက်တွေအများကြီးရနေတာပဲရောင်းနိုင်မယ်ဆိုရောင်းကြတာဒါတဘာဝပဲ reason number 4 decrease liquidity เนาะ federal reserve quantitative tightening လုပ်နေเนาะကုန်စင်းတို့ရေ short ချအောင် quantitative tightening လုပ်ဈေးကွက်မှာရှိပတ်စံတွေကိုဒါပျောက်သွားအောင် money supply နည်းနိုင်တော့နည်းအောင်လုပ်နေလုပ်နေတော့ကြောင့်အဲ liquidity နည်းသွားနည်းသွားတော့ကြောင့်ပတ်စံတွေမှာချီးပြီးတော့ cryptocurrency bitcoin ဝယ်မှုတွေတိတ်ပြီးတော့ အများကြီးပတ်စံပေးမှချီးရမယ်အဲ့တော့သူတော်တော်မလုပ်ကြတော့မလုပ်ကြတော့ဒီမန်တော့တိတ်မရှိတော့ Bitcoin ကကျတာပေါ့ဒါ reason number 4 reason number 3ရပါတယ်ဆိုတော့ spot Bitcoin ETF ကအပြင်ထွက်လာများတယ်သူတော်25ဆက်စားခြင်းမှာတော့ ETF ရဲ့အသေးတွေထွက်လာတဲ့ Bitcoin ETF တွေအများကြီးဝင်ကြဝင်ကြ inflow တွေရှိခုကျတော့ outflow ပိုများတယ်ရောင်းတဲ့လူပိုများများတယ်တော့အဲ ETF ရဲ့ ရောင်းတဲ့လူတွေများရဆိုရင်သူတို့လည်းရောင်းရရောင်းမျိုးရရောင်းတဲ့လူတွေပတ်စံပေးရတာပေါ့ဟုတ်တယ်မလားအဲဒါကြောင့် buy the day မရှိတော့ဘူး buy the day မရှိတော့အဲကြာပြီးကြာကြာပြီးကြာဘူးမှမဟုတ်ရောင်းတဲ့လူဘူးများရတဲ့ကြောင့်ဆက်ပြီးတော့ကြာပါဒါ reason number 3 reason number 2ကတော့ technical trading နဲ့ liquidation နော် bitcoin လာဝယ်ထားတဲ့လူကအကျွေးတွေချီးပြီးဝယ်ထားတာရှိနော် long position အကြီးကြီးရှိအကြီးရှိတော့ ဈေးနှုန်းကျမှာဘာဖြစ်သွားလဲအဲ margin ခေါ်ရလာနော် cryptocurrency exchange ဖြစ်စေ broker ဖြစ်စေအဲပတ်ဆက် top up လို့ deposit ပို့လို့မလုပ်ဆိုရင်တော့ရောင်းပြမရောင်းပြသူ deposit မလုပ်နိုင်သူရောင်းရတယ်ဒါမှမဟုတ်သူမရောင်းချင်မတဲ့ broker ကနေပြီးတော့အတင်းရောင်းခံတယ်ရောင်းတဲ့ကြောင့်အကြကြပါကြကြပါအာ support တွေက break down ဖြစ်ပြီးပူပူဝီးဆိုးသွားတာဒါ technical trading and liquidation ကြောင့်နော်ဒါ reason number 2ပြီးတော့ reason number 1ကပါတယ်ဆိုတော့ profit taking เนาะ big firm မှာလဲ long term holder ရှိရွေးစရှိဝေးစရာအကြီးဆိုင်ကအကြီးဆိုင်တော့အေးအရင်အရင်ထုတ်တက်သွားတော့ big firm က okay အခုချိန်ကရောင်းလာမယ် big firm ရောင်းပြီးတခြားဝယ်ဝယ်လာမယ်เนาะတခြားအာ bond ပဲဖြစ်ဖြစ် stock share ပဲဖြစ်ဖြစ်เนาะတခုလို့ဝယ်လာမှာပေါ့ဝယ်လာပြီးကြံအဲကြောင့်ဝေးစရာသူ့ reason အများရှိတယ်သူ anyway ဝယ်နေမှာအများရှိသူဘာကြောင့်ဝယ်လဲဘာဝယ်လဲဆိုတော့ဘာလို့မှမသိဘူးဒါပေမဲ့တိရလာရောင်းလာချင်းတယ်သူအရင်တက်သွားတယ်ရောင်းနေရောင်းနေရောင်းနေဝေးစားဝယ်လဲဝေးစားရှိရပေါ့ရောင်းတဲ့ဝေးစားပုံများတယ်ကြောင့်ကြာတာပါဒါ profit tension လုံးရဲ့တို့ကြောင့် bitcoin ကျဖြစ်တယ်ဒါတော့ bitcoin ကျတဲ့အကြောင်းရင်းငါချက် bonus payment bonus ဆိုပါလဲဆိုတော့ macro economic concern ဒီမျိုးစီးပွားရေး macro economics တွေစိုးရင်အာအာကုန်စင်းတို့ကလည်းကြာတင်တော့မကြတော့ဘူးလူတွေအလုပ်ရတဲ့လောက်မရတော့ဘူးအလုပ်တွေပြုတ်တဲ့လူတွေများရှိနေတယ်ဆိုတော့ AI company တွေဒီမှာ Amazon တို့ UPS ဆို company မျိုးဆိုအလုပ်ဖြုတ်နေဟုတ်တယ်မှာ target တို့အလုပ်ဖြုတ်လို့အရင်မြောက်စီးပွားရမတိမငင်ဖြစ်တော့လူတွေစိုးရင်စိုးရင်တော့အော်အလုပ်ပြုတ်သွားလို့ဘစ်ကောင်ဝင်ထားရှိမှာပေါ့နော်အလုပ်ပြုတ်သွားလို့ဘစ်ကောင်ဝင်ထားအဲ့အော်အလုပ်ပြုတ်သွားပြီမရဘူးပတ်စံအာအစားတောက်စားဖို့ ဘစ်ကွန်ရောင်းမှဖြစ်မယ်လို့ဆိုတော့အိမ်လောက်ကပေးစရာမရှိဘူးเนาะအမ်အပြင်ထွက်စားစရာမရှိဘူး grocery ဝယ်စရာမရှိတော့အဲကြိုးရောင်းထားတာဖြစ်ဖြစ်မှာအဲ့လိုမျိုးအများကြီးရှိအလုပ်များများပြုတ်လိုက်လေလူတွေကစုထားတဲ့ဘစ်ကွန်နေဆိုရင်အရင်ဆုံးအညက်တွေအများရှိမှာအများရှုံးတဲ့ဟာတွေလူကတော့မရောင်းကြဘူးဒါလူတော့ပါပါအမှန်ကဆရာဆိုကောင်းအကောင်းဆုံးဟာကိုမရောင်းเนาะအကောင်းဆုံး access ကောင်းတဲ့ company တွေဘစ်ကွန်တွေဆရာမရောင်းမကောင်းတဲ့ဟာတွေဆရာရောင်းဒါလူအများစုက ရှောင်းတဲ့ဟာဆိုမရအောင်အရန်ကောင်းတယ်ခေတ်သောက်ဖြစ်မြက်နေဆိုသူရောင်းတယ်ဒါအမားကြီးမှားတာပဲနော်ဒီလိုမျိုး investor အမားကြီးသိချင်ဆိုရယ်ဒီ channel ကို subscribe လုပ်တာပါ stock investing တင်တော့မှအများကြီးတွားပြီးတင်ယူရပါတယ် okay အဲ့တော့သူက bitcoin ရောင်းတယ်ရောင်းပြီးတော့ပတ်စံတွေအများကြီးပြန်ပြီးတော့အလုပ်ပြုတ်တဲ့ကြောင့်စုထားပါပေါ့အမျိုးမျိုးအများကြီးဖြစ်နေတာ company ရမဖြစ်အကုန်ဖြစ်ဖြစ်နော် အာ US စပွားရေးမကျင်းတယ်ဘူးအဲတခြားနိုင်ငံလူတွေစိုးရိမ်တယ်ပြီးတော့ big client စင်းတော့ဘာလဲတူတယ်ဆိုတော့ရွှေနဲ့မတူဘူးသူက store sequence နဲ့တူတယ်နော် store sequence နဲ့တူတယ်များသောဖြင့်ကဘာစစ် ဖြစ်တာဟုတ်တခုမတိမငင်ဖြစ်တာပဲကုန်စင်းတော့ဘာလဲအခုတက်လာပဲအတိုးတို့တက်လဲဆိုရင်အာဘာပဲပြပြောရွှေတွေလူတွေဝယ်ထားကြတယ်အာဒါ big client က store နဲ့တူတယ်နော်တခုမတိမငင်ဖြစ်တာဆိုတော့ big client စီကကြ store share အတိုင်းပဲနော်ရွှေစည်းက တက်မှာအဲ့ဒါကွာတယ်အဲ့တော့ digital gold မဟုတ်နေပါဘူးအာ bitcoin လာရိုးရိုးပဲ store share နဲ့အတူတူပဲဖြစ်နေပါလေ Okay အဲ့တော့ဆရာရဲ့ bitcoin buy point ကဘာလဲဆရာ bitcoin buy point ကကြည့်ရမှာဆိုရင်ဒီမှာကြည့်လိုက်โอ้ master 26မှာ87000ဆိုဆရာ buy point ကတော့90000ဆရာစဉ်းစားတယ်เนาะ ဝယ်ဖို့စဉ်းစားရတယ်။ဒီလိုမျိုးအခုက92000ဖြစ်နေပြီမကြာမီမှာ90000ဖြစ်တော့မယ်။နော် support အဲ့လောက်ဝင်ကြမှာရှိရဲ့။အာရောဆရာရဲ့ buy point ကတော့90000 Bitcoin buy point ပါ။ဝယ်ခြင်းဝယ်မယ်မဝယ်ခြင်းမဝယ်ဘူးဘယ်လောက်ထိအချိန်နဲ့ကြည့်တာမှာမနေ့ပြန်တပတ်ခါအချိန်ကြည့်တာမှာဒါပေမဲ့ဝယ်ရဆိုရင်ဆရာ patron နဲ့အကြောင်းကြားမယ်။နော် ။ဘာပဲဖြစ်ပြောဆရာကတော့ဒီကပိုပြီးကောင်းတဲ့ buy point ဆိုဆရာ post ထုတ်ထားတယ် my five favorite bitcoin buy points bitcoin တွေဘယ်လောက်ထိကျနေအဆုံးထိကျနေတဲ့အောက်ဆုံးဈေးနှုန်းထိဆရာပြောထားတယ် post စစ်တင်ထားတယ်เนาะငားနေရအဲ့ငားနေရဆိုနည်းနည်းကျဆို90000ဆိုနည်းနည်းလေးတခါမှ bitcoin မဝယ်ဘူးတွေနည်းနည်းစပြီးတော့ဝယ်ခြင်းဝယ်လာရတယ်ပြီးတော့တိတက်ပူကြမယ် price point ၅ခုရှိအောင်အောက်ဆုံး price point ဆိုရောဟာရှင်းတာအကုန်လုံး အကုန်လုံးစုထားပတ်စံအကုန်ထဲမှာအရန်ကောင်းပါအရန်ချမ်းသာမှုကိပူများတယ်เนาะအဲ့ my five favorite bitcoin buy points ဆိုတိကျဆိုရင် crypto trading patron ကိုကြွားလို့ရတယ်မကြွားရင်ဆိုဒီ post ဆိုဒီတော့ဒါလေး click နှိပ်ပြီးတော့ဝယ်ယူရပါတယ်ဒီလိုမျိုး investment ပညာတွေတက်ချင်တယ်เนาะအချင်းတူတူနဲ့မြန်မြန်ချမ်းသာမှုကိပူများကျင်တယ်ဆိုရင်တော့ stock investing call option put options advanced option နဲ့ day trading movement store ကိုတစ်နှစ်အတွင်းမှာ ပြီးအောင်သင်ယူရပါတယ်။လိမ့်လေးကို YouTube video description ကမှာအမှရှိပါတယ်။အဲ့ဒီလိမ့်လေးကို click နေပြီးဒီနေ့စာရင်းတွေ့ရတယ်။ဒီနေ့ပဲတင်တဲ့စာပြီးတော့တက်လို့ရပါပြီ။ Now cryptocurrency တင်တဲ့ရှိဒီ cryptocurrency တန်ဒီမှာเนาะအခု crash ဖြစ်တယ် scholarship ဖြစ်တဲ့ cryptocurrency ပညာသင်ဖို့အရန်တင့်တော်တဲ့အချိန်တွေရောက်နေပြီ။ကြိုတင်ထားတဲ့လူရော congratulation ပေါ့။အခုမှတင်တယ်ဆိုရင်နောက်မကြသေးဘူး။အခုမှ စပြီးတော့ crash ပြန်ဖြစ်ဒီတပိုဆိုးဆိုးလာတယ်ဆိုတော့ fight level my favorite fight level ရှိနော် by points i five level ဆိုတာလိုနေတယ်อืมเนาะပြီးွားရင်ဆရာဘာတွေဝယ်နေနေမြက်နေနေเนาะပြီးတော့ critical class ဒီကို pipes စေးကွက်နဲ့တင့်တော်တက်တယ်လို့ပို့စင်တင်ထားတယ်เนาะ by level by points တိကျဆိုရင် ပေထရိုမမ်မာကိုကြွားလို့ရပါလေ။လိင်နေက YouTube video description နဲ့ comment အမှာရှိပါတယ်။ဆရာ Rich ကိုယင်ထဲကအတိုင်းပြီးအရင်ကျေးဇူးတင်ပါတယ်ဆရာ။ဆရာရဲ့တင်တဲ့လေးခုကိုတက်ပြီးတဲ့အမြောင်းကိုထူးထူးခြားခြားရခဲ့တယ်။တင်တဲ့အပြီးပထမလမ်းမှာ9200ကျော်၊ဒုတိယလမ်းမှာ2800ကျော်အများအများကြီးရခဲ့တယ်။ပို့ထူးခြားတာက ဆီယန်နဲ့မန်တော်ရှစ်ဆက်တွေ့ပြီးတော့ဆက်ပြီးကြိုးစားတာအရင်အောင်မြင်ပါတယ်။ကျမ option လောက်တဲ့ယခုတလအမြန်ငွေကဆူရှိနှစ်ဆိုင်ကရတဲ့အမြန်ငွေထက်ပိုများတယ်။ဆီယန် rich ကိုအရင်ကျင်းတင်ရတယ်ဆီယန်။အချိန်တိုတော့တွင်အောင်မြင်တဲ့အတွက်လူတိုင်းကိုလည်းကျမလို့ဖြစ်အောင်အားမလျှော့ပဲကြိုးစားပါလို့လောဘရုပ်ရုပ်ကြီးကြီးတိုက်သွင်းပါတယ်။ဆရာတက်ရှိကျမပါစေ။